မင်္ဂလာပါကျွန်တော်ခုဒီပင်မှာအင်္ဂလိပ်စာပြောတဲ့အခါမှာတဘောဘွားကြက်ကြက်ပြောတော့အောင်စကားပြောနည်း၁၀မျိုးကိုကျွန်တော်ပြပေးလို့ဖြစ်ပါတယ်အားဆိုရင်ကျွန်တော်စလိုက်ကြရအောင် Are you ready? Let's go ပထမတစ်နည်းကတော့ကျွန်တော်တို့ English native speaker တွေကတယောက်နဲ့တယောက်စပြီးတော့တွေ့တဲ့အခါမှာကျွန်တော်တို့ How are you? How are you? ဆိုပြီးတော့နှုတ်ဆက်ပေးတယ်ကျွန်တော်တဘောဘွားကြက်ကဘယ်လိုနှုတ်ဆက်လဲဆိုရင် What's up? What's up? ဆိုပြီးတော့နှုတ်ဆက်ကြပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တဘောဘွားကြက်ပြောတဲ့ချင်း How are you sir? WhatsApp လို့ပြောဖို့ကြိုးစားကြည့်ပါနော်ပြီးတော့နံပါတ်2နည်းလမ်းကတော့ကျွန်တော်တို့ကျွန်တော်အရပင်မနေပြီငါအရပင်မနေပြီကိုကျွန်တော်တာမပြောသလို I'm tired I'm tired လို့မပြောဘဲနဲ့ကျွန်တော်တဘဝကြကြပြောကြည့်ရင်ဘယ်လိုပြောလို့ရလဲဆိုရင် I'm beat I'm beat ဆိုပြီးပြောလို့ရပါတယ်အဲကြောင့်မလို့ကျွန်တော်ပင်မနာကိုပို့ပြီးတော့တဘဝကြကြပြောကြည့်ရင် I am tired စာ I'm beat I'm beat လို့ဆိုပြီးတော့ပြောကြည့်ပါနော်နံပါတ်3ချက်ကတော့ကျွန်တော်တို့အခက်အခဲတစ်ခုကြုံလာတဲ့ခါမှာအားမလျှော့ပါနဲ့ ဇွဲမလျှော့ပါနဲ့အာတိထားပါလို့ပြောချင်ရင်ကျွန်တော်ဘယ်လိုပြောလဲဆိုရင် hang in there hang in there hang in there ကိုကတရားကိုတစ်ခုခုကြည့်လို့တယောက်ကကိုယ်ကိုကျေးဇူးတင်ပါလို့ပြောတဲ့အခါမှာကိုကတာမပြောနေကြ your welcome လို့ပဲမပြောဘဲကိုပြီးတော့တဘွားဘွားကြားကြားပြောချင်ရင် native speaker တွေလို့ပြောချင်ရင်ကျွန်တော်တို့ဘယ်လိုပြောလဲလဲဆိုရင် no worry no worries no worries ဆိုပြီးပြောလို့ရပါရဲ့နော်ပြီးတော့နံပါတ်5စာကြောင်းကတော့ကျွန်တော်တို့တစ်ခုခုကိုသဘောတူတဲ့အခါမှာဘယ်လိုပြောလဲလဲဆိုရင် sounds good sounds good ပြီးတော့ကိုယ်တခုခုအမှားလုပ်ပြီလို့ပြန်တောင်းပန်ခြင်းတဲ့ခါမှာ i'm sorry sorry လို့ပြောပြနေကြတော့ပို့ပြီးတော့တဘောကြကြ native speaker တွေလို့ပြောကြည့်ရင်တော့ဘယ်လိုပြောလဲလဲဆိုရင် my bad my bad ဆိုပြီးပြောလို့ရပါတယ်နော်ပြီးတော့တကယ်ချင်းနေရာကိုယ်ကိုတခုခုအပြင်သွားရအောင်အပြင်လျှောက်လဲရအောင်ပြောတဲ့ခါမှာကိုယ်မပိုက်ဆံမရှိဘူးလို့ပြောကြည့်ရင်ကိုက i have no money လို့ပြောပြနေအဲ့ဒါပို့ပြီးတော့တဘောကြကြပြောကြည့်ရင်ဘယ်လိုပြောလဲလဲဆိုရင် i'm broke unbroke unbroke ဆိုပြီးပြောလို့ရရယ်နော်ပြီးတော့နံပါတ်၈သားကြောင့်ကကိုကကိုယ်တငယ်ချင်းကိုကိုစီကိုအကြောင်းကိစ္စတစ်ခုရှိလို့ဖုန်းခေါ်ပါလို့ပြောချင်ကျွန်တော်တို့ call me call me လို့ပြောပါလေပို့ပြီးတော့တဘဝကြောင့်ပြောချင်ဘယ်လိုပြောလို့ရလဲဆိုရင် hit me up hit me up ဆိုပြီးပြောလို့ရရယ်နော်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းကကိုယ့်ကိုသူ့ရဲ့အခက်အခဲတွေပြပြတဲ့ခါမှာကိုကသူ့ရဲ့ခံစားချက်ကိုနားလည်လေလို့ပြောချင်တဲ့ခါမှာ I understand လို့ပြောပါနဲ့ကျွန်တော်တို့ဘယ်လိုပြောလို့ရလဲဆိုရင် I feel you and feel you အဲ့ဒီတော့ခါမှာပို့ပြီးတော့ဝါကြပါရဲ့နော်ပြီးတော့ကိုယ့်တင်ငင်ချင်းကိုယ့်ကိုပါတီဝတ်တစ်ခုခုလုပ်ဖို့ကိုယ့်ကိုပါဝင်မလားပါဝင်ချင်တယ်လို့ပြောတဲ့ခါမှာကိုကပါဝင်ချင်တယ်လို့ပြောချင် I want to join လို့ပဲမပြောဘဲနဲ့ကျွန်တော်တို့တော့ဘာဝါကြအောင်ဘယ်လိုပြောလို့ရလဲဆိုရင် I'm down I'm down I'm down ဆိုပြီးပြောလို့ရရဲ့နော်အဲ့လိုပြောတော့ပို့ပြီးတော့ဝါကြပါလေကျွန်တော်ခုမြောက်ပေးခဲ့တဲ့စလုံးစလုံးကိုနေတိုင်းအလေးချင်း practice လုပ်ကြည့်ပါ ဒီကျွန်တော်ညပေးတဲ့စလုံးလေးတွေကဘယ်စလုံးကိုပို့ပြီးအကြိုက်ဆုံးပါလဲအကြိုက်ဆုံးစလုံးကိုအကောက်ကောမှာဥမာရင်တက်กว่าရေးထားခဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုတက်တဲ့တဲ့ဆိုရင်အကောက်ကောမှာ like လို့ရေးပါဒီလိုဗီဒီယိုမျိုးကိုဆက်ပြီးတော့ညပေးတဲ့ကျင်ဆိုရင်အကောက်ပေါ်မှာ yes ဆိုပြီးကြပါတော့အခုလိုမျိုးဗီဒီယိုမျိုးတွေကိုဆက်ပြီးတော့ညပေးမှဖြစ်လို့ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel ကို like တွေ follow တွေမလုပ်ရသေးရင်လုပ်ထားရအောင်ကျွန်တော်တောက်ဆိုချင်ပါတယ် so see you in the next video bye bye